ုတ်ကဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ BPL YouTube channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအလုံးအတွက်ဝိညာဉ်တင်ဆက်ပေးခြင်းနဲ့အကြောင်းအရာကတော့တံပိုးထားရမှာပိုင်ဆိုင်မှုတိုက်တန်နေဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ထားမိတယ်လို့ကျွန်တော်လေ့လာထားမိတယ်လို့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအလုံးအတွက်လည်းဘဟုတုတ္တတခုအနေနဲ့ တိုးပွားရရှိစေရန်ဝေမျှတင်ဆက်ပေးတော်မှာပဲဖြစ်ပါ रे ခင်ဗျာအခုကျွန်တော်ဝေမျှတင်ဆက်ပေးတော်မယ်တံပိုးထားရမှာ ပိုင်ဆိုင်မိုးတိုက်တန်တယ်ဆိုတဲ့အကြောင်းအရာလေးကလည်းကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်အကျိုးရှိစေလိမ့်မယ်လို့လည်းအပြည့်ဝရှုံချင်မိပါ रे ခင်ဗျာတံပိုးထားရမှာပိုင်ဆိုင်မိုးတိုက်တန်တယ်ဆိုတဲ့အကြောင်းအရာလေးကို အခုလိုစတင်လိုက်ချင်ပါ रे ခင်ဗျာတံပိုးထားရမှာ ိုင်ဆိုင်မှုထိုက်တန်တယ်တခါကတောအုပ်လေးတစ်ခုထဲမှာစိတ်တကောင်နေတိုင်းကျဆားပါတည်းတနေ့တော့စိတ်ဟာအစာရှာထွက်လာရင်မိမလေးတကောင်ကိုတွေ့သွားပါတည်းစိတ်ဟာမိမလေးကိုကြိုက်မိသွားတယ်ဒါနဲ့ချင်းရေးဆိုတာပေါ့မိကပြောတယ်ငါနဲ့ကိုငေါတာကန်နာနင်ခံနိုင်ရင် နေငါကိုတကယ်ချစ်လို့ဘောတဲ့ဒီလိုနဲ့စိတ်ဟာမိအလိုကို လိုက်ခဲ့တယ်သိခံခဲ့တယ်မိငေါတာကန္နာကိုလက်ခံနိုင်ခဲ့တယ်ဒီလိုနဲ့တနေ့နှစ်နေ့ဆယ်နှစ်အကြာမှာတော့မိကိုစိတ်ကထားခဲ့လိုက်ပါတော့တယ်ဆယ်နှစ်တောင်ဆွဲဆွဲမြဲမြဲရှိခဲ့တာပဲဘာလို့တသက်တာအထိမထိန်ထားတယ်လဲလို့စိတ်ကိုတချို့ဒရိုက်ဆန်တွေကမေးတော့ စိတ်ကပြန်ဖြေပါတည်းဆယ်နှစ်တာကာလနဲ့ငါရဲ့ချစ်ချင်းစစ်မှန်ခြင်းကိုငါတက်တည်ပြခဲ့ပြီးပြီ အခုလက်ချံအချိန်မှာငါရဲ့ဂုံတိတ်ခါကိုငါကာကွယ်ရတော့မယ်တဲ့ဒါကြောင့်ဘလောက်ပဲမျက်နှာနေပါစေဘလောက်ပဲချစ်နေပါစေတန်ဖိုးမထားရင်လက်လွတ်တတ်စွန့်ပစ်တတ်တဲ့ဆိုတာဒီအကြောင်းအရာလေးကသင်ခန်းစာပေးထားတာပဲဖြစ်ပါတယ် စီးပွားရေးပဲဖြစ်ဖြစ်တငယ်ချင်းအချစ်ဒါမှမဟုတ်အိမ်တော်ရေးပဲဖြစ်ဖြစ်အရာအားလုံးကတန်ဖိုးထားရမှာပိုင်ဆိုင်မှုထိုက်တယ်ပါလေတဲ့အလိုကိုလိုက်လျောသူဟာမစင်စားမထွေးခေါ်တတ်သူမဟုတ်ပါဘူးတဲ့အနာမခွာရနိုင်သူပါဘာမဆိုတဲ့ကိုလောက်ခွင့်ပေးသူဟာငတုံးငအမဟုတ်ပါဘူးတဲ့ကိုအလေးထားသူပါနေကောင်းလားဘာလို့နေလဲ မကြာခဏမေးသူဟာပြောစရာစကားမရှိလို့မဟုတ်ပါဘူးတင့်ကိုဂယုစိုက်တတ်သူပါတင့်ပေါ်ကောင်းတာဟာတင့်ကို ပေးဆက်စရာရှိလို့မဟုတ်ပါဘူးတင့်ကိုဆွေမျိုးသားချင်းလိုသဘောထားလို့ပါစစ်မှန်သူအချင်းချင်းကရှောင်းရင်လန်းရင်ရှင်တဲ့ကိုတိုးဝင်ကြတယ်ဟန်ဆောင်သူကရှောင်းရင်လန်းရင်ညင်ခွင်းကနေပျောက်ကွယ်သွားတယ်လူလူချင်းတွေ့ဆုံဖို့အတွက်ကံတရားလိုပါတယ် လူလူချင်းပေါင်းသင်းဆက်ဆံမှုအတွက်ရိုးသားစစ်မှန်ခြင်းလိုပါတယ်။ဒါကြောင့်လောကကြီးတွေကို ရောက်လာခိုင်မှာတံပိုးထားတဲ့သူကိုတံပိုးထားဖို့မမေ့ကြပါနဲ့လို့ဒီအကြောင်းအရာလေးနဲ့အသိပေးလိုက်ပါရစီဗျာ။ဒါကြောင့်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးလည်းမိမိတို့တံမာရောက်ရှိလာတဲ့တံပိုးထားလိုက်တဲ့သူတွေကိုတံပိုးထားရဖို့အထူးဂရုပြုကြပါလို့နှိုးစော်တိုက်တွန်းပေးရင်းနဲ့ တန်ဖိုးထားတာမှာပိုင်ဆိုင်မှုတိုက်တန်နေဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ထားမိသလောက်ကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ဘ ഹു တုတ္တတစ်ခုအနေနဲ့တိုးပွားရရှိစေရန်ဝိညာတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရနာခွင့်ပြုပါဦးခင်ဗျာကျွန်တော်ရဲ့နောက်ထပ်အသစ်တင်ပေးသွားမယ့်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်